မော်ချီဒေတာမှာပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကမြေပြိုကျခဲ့တာကြောင့်လူ20တက်မနေတည်ဆုံးခဲ့ပါတယ်။အဲ့ဒါလို့ဖြစ်ခဲ့တာကြောင့်မော်ချီတောင်ဘွား16ကုန်းနဲ့73ကုန်းကျောင်းတွေကိုအန္တရာယ်ရှိတယ်ဆိုပြီးပိတ်ထားတာဖြစ်ပါတယ်။အဲ့ဒီကျောင်းတွေကကျောင်းသားကျောင်းသူတွေကိုနှိစက်ရာကျောင်းတွေမှာတွားရောက်ပညာသင်ကြားဖို့ တထုတွင်ဝင်ကြီးဌာနကထုတ်ပြန်ထားပေမဲ့ကလေးငယ်တွေကြောင်းတက်ဖို့အတွက်လက်တွေ့အခြေအနေမှာတော့အခက်အခဲတွေရှိနေတာပါ။ကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းသွားလာဖို့လမ်းခရီးအခက်အခဲရှိနေတယ်လို့ရတနာအောင်မြေရက်ကွက်ကအကြောင်းသားမိပါတအူဖြစ်တဲ့ဒေါ်ချိုတူးကပြောပါတယ်။ပညာရေးကတော့အခုချိန်မှာဟိုအောက်တော့ခါတော့အဝေးယူသွားပြီးတော့ထားရပါတယ်။လမ်းမဆက်သွယ်ရေးတွေခက်ခဲပါတယ်။တောင်တင်းတောင်တက်ဆိုတော့ကလေးတွေစိတ်မချအောင်ပေါ့ရှင်။ဒီအပေါ်မှာပဲပြန်ပြီးတော့ဖွင့်သင့်ပါတယ်ခက်ခဲတယ်ဘယ်လိုပြန်ဒီအပေါ်မှာပြန်ပြီးတော့ဖွင့်ပေးမယ်ဆိုရင်တော့အဖို့အကျိုးတွေလည်း ဟိုအေဂျင့်နဲ့အတွက်ကြောင့်အန်ဒီရဲ့လေအေဂျင့်နဲ့အတွက်ကြောင့်နည်းနည်းတော့စိတ်အေးရတက်တာတာပေါ့အခုလက်ရှိအခက်ခဲရတော့မနေ့ဆိုရင်9နာရီတို့ကျောင်းသားတွေကိုသွားပို့ပေးရတယ်ညနေ2နာရီခွဲဆိုသွားကြူပေးရတယ်အလုပ်လုပ်ချိန်မရှိဘူးသွားလာရဲ့အခက်ခဲရတော့မိုးရွာရင်တော့ကြောက်ရတာပေါ့မိုးမရွာရင်တော့နည်းနည်းတော်သေးတယ်လက်ရှိအချိန်မှာတောင်မိုးအလဲတန်းကျောင်းခွဲကကျောင်းပြောင်းမှုအခက်ခဲရှိနေတဲ့မူလာတန်းကလေးတွေကို ကိုထူကိုထစနစ်နဲ့စတင်ပေးနေတယ်လို့သိရပါတယ်။ဒီသူတို့တတ်မှတ်ပြီးတတ်မှတ်ပေးတာတွေကြောင်းလက်ခတ်လို့အလကားကြောင်းဝယ်ကြတော့ကျောင်းသူကျောင်းသားမိဘတွေကပို့ရတာအခက်အခဲဖြစ်တယ်။သွားလာတာအခက်အခဲဖြစ်လို့သူတို့ဒီစတင်တနေ့အောက်ထားမဲ့အတူတူပေါ့ဒီစတင်ကာလကြာနေဒီ3လပေါ့ဒါမဲ့စတင်ရတော့2လပဲရှိမယ်။နောက်တစ်နှစ်ကိုသူတို့အတန်တက်နိုင်အောင်ဆိုပြီးတော့သူတို့ကိုထူကိုထအနေနဲ့ဒီပညာရေးဌာနကိုလေသူတို့ရှောက်ထားတယ် အဲ့အစီအစဉ်နဲ့ပဲသူအခုတင်တာကျွန်တော်တို့သစတင်တာနဲ့ဒီတစ်ပတ်တည်းမှာပဲစတင်တာကြောင်သားကြောင်သူတွေပူးပေါင်းလိုက်တဲ့အတွက်နေရာအခက်ခဲရှိနေတယ်လို့လိုခါလိုအလဲတန်းကြောင်အုပ်ဆရာမဒေါ်သွေသွေခိုင်းကပြောပါတယ်ကျောင်းသားဥယျာဉ်ငွေတွေက900ကျော်ရှိပါတယ်အခုက100ကျော်တိုးလာကျမအခက်ခဲရတော့ကျောင်းသားတွေတိုးလာလို့စတင်ဆောင်ရယ်စတင်ကုန်ရယ်တော့အခက်ခဲရှိပါတယ် မြေပြိုပြီးနောက်ပိုင်းပိတ်ထားတဲ့တောင်ပေါ်အလဲတန်းကျောင်းခွဲ73ကုန်းနဲ့76ကုန်းမူလာတန်းကျောင်းတွေမှာကျောင်းသားကျောင်းသူဥယေ600ကျော်ရှိနေတယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာတပ်ထူတွင်းလုပ်ငန်းကိုရန်နာထားပြီးတချို့ရက်ွက်တွေပြောင်းရွှေ့ရမယ်လို့သတင်းတွေထွက်ပေါ်နေပြီးမြေတရဝင်းထုတ်ပြန်ထားတာတွေမရှိသေးဘူးလို့သိရပါတယ်ရှင်။